အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သော နေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စွန့်မွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Arsenal အသင်းရဲ့အပြောင်းရွှေ့ကြောင်းလေးတွေနည်းနည်းလေးဒီဒီလေးပြောအဲ့တော့ကျွန်တော် Arsenal အသင်းရဲ့အပြောင်းရွှေ့ကြောင်းကို sector နှစ်ခုသုံးခုလောက်နည်းနည်းလေးခွဲပြောမယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်တို့ညီကိုင်းနဲ့အတူဒါနည်းနည်းလေးဆွေးနွေးလို့ရအောင်ဗောနော်ဒါကျွန်တော်ဒီဒီရနည်းနည်းလေးပြောခြင်းအဲ့တော့ လက်ရှိဒါကျွန်တော်တို့နောက်ဆုံးရ update တွေရဆိုရင်တော့ Arston သင်က Benjamin Sesko ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့အခြေအနေတွေအရန်ကောင်းနေပြီလို့သိရတယ်ဖြစ်တယ်အဲ့တော့လက်ရှိနောက်ဆုံးရသတင်းတွေရဆိုရင်နောက်ဆုံးရ update သတင်းရ Arsenal သင်ကဒါသူတို့လူချင်းခဲ့တဲ့တိုက်စစ်မှုစစ်စစ်ကိုနောက်ဆုံးတော့အသင်းမှာရရှိတော့မှာလားဆိုတဲ့မေးခွန်းကျွန်တော်မေးရမယ်โอเคအဲ့တော့ Arsenal သင်းနဲ့ Sesko နဲ့ကိစ္စနည်းနည်းလေးဒီဒီပြန်နေပြီးအဆွေးနေမယ်ဒါလက်ရှိမှာနည်းနည်းလေးဒါပြန်နှွေးမယ်ပေါ့နော်အဲ့တော့ အာဆိုတဲ့နှစ်ခုလက်ရှိမှာဒါကျွန်တော်ဆက်စကူနဲ့ပုတ်ကူရေးရာသဘောတူညီမှုရရှိထားပြီးဖြစ်တဲ့ဆိုရယ်ကောလာဟာလာတွေတောက်လျှောက်ထွက်ပေါ်နေတဲ့ကြောင့်လက်ရှိမှာအာစနယ်အသင်းကတော့ဒါအသင်းနှစ်သင်းကြားတရားဝင်စကားပြောဆိုခဲ့တယ်။ဒါပေမဲ့တစ်ဖက်ကဒါ RB Leipzig နေနဲ့ဒါကျွန်တော်ပောက်ကရဈေးတောင်းဆိုရတဲ့ကြောင့်အာစနယ်အသင်းနဲ့ကြားထဲမှာတော်တော်လေးကိုသွေးအေးသွားခဲ့ပေမဲ့တောက်လျှောက်ဒီအပြောင်းရွှေ့အတွက်ဆိုင်အာစနယ်အသင်းကတောက်လျှောက်ဒီအပြောင်းရွှေ့အတွက်ဆက်လက်ပြီးအလုပ်လုပ်နေစေဖြစ်တယ်။အဲ့တော့ အာဆောင်တဲ့လှုပ်လှုပ်ပုံကသူများရဲ့နည်းနည်းလေးကွာခြားတာကျွန်တော်တို့ကျွန်တော်သတိထားမိတာပေါ့နော်လွန်ခဲ့တဲ့နှစ်ဟောမနစ်တစ်နှစ်လောက်ကလေးတည်တာတာတခုအာဆောင်တဲ့နည်းသူများအသိလို့ဒါဆွတ်ဆက်ပြီးဗီဒီယိုလုတ်တဲ့အချက်မရှိဥမာလက်ရှိမှာဒါပုံမွေလင်းပြောမယ်အခုလက်ရှိမှာကစားသမားတယောက်ကိုခေါ်မယ်ဆိုတာပထမ offer ဒုတိယ offer တတိယ offer ဆိုတဲ့ပုံစံမျိုးနဲ့အာဆောင်တဲ့လှုပ်လိမရှိဒါကျွန်တော်ပုံမွေလင်းပြောအဲ့တော့အာဆောင်တဲ့နည်းနဲ့ဒီအလုတ်လုတ်တဲ့နည်းမှာသူနည်းနဲ့ကစားသမားတယောက်ကိုသူတို့ဆွေးနေဥမာလက်ကျွန်တော်ဘာမှပူတိသွား Color Fury ရဲ့အပြောင်းအလဲမှာပူတိသွားတယ် Color Fury Fury ရဲ့အပြောင်းအလဲမှာဘိုလုံးညာရဲ့သူတို့တွေဆွေးနေတယ်ဆွေးနေတဲ့အချိန်မှာဒါကျွန်တော် Color Fury ရဲ့ဒါပထမ ောက်ဆုံး offer ဒုတိယမြ offer ဆိုတဲ့ပုံစံမျိုးလုပ်တာတဲ့ဆိုင်သူတို့နေတဲ့ဂျိန်နဲ့ offer လုပ်တယ်ဘောလုံးညာဒါကိုလက်ခံတယ်ဆိုတဲ့ပုံစံမျိုးသွားတယ်အဲ့တော့ပြောချင်တာကျွန်တော်မြင်ကြည့်တာဗောနော် Arsenal ကအငင်းခံတာတိတ်မကြိုက်ဘူးတဲ့အဲ Arsenal အသင်းအငင်းခံတာတိတ်မကြိုက်ဘူးအဲ့တော့သူတို့အနေနဲ့ဒါကျွန်တော်တို့တစ်ဖက်အသင်းနဲ့ walk out လုပ်တယ် walk out လုပ်ပြီးတစ်ဖက်အသင်းနဲ့ကြိုက်စီသူတို့ကြိုက်စီကြားချတယ်အဲ့ကြအဲ့ဂျေးတစ်ခုသူတို့နေကန့်လန့်မှုအမြဲတမ်းစူးစမ်းတယ်အဲ့တော့လက်ရှိမှာလည်း Arsenal အသင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအခုအဲ့လိုပုံစံမျိုးပဲလုပ်နေတယ်လို့ပြောလို့ရတယ်အဲ့တော့ Subscribe အပြောင်းရွှေ့ကိုတိကျတဲ့ RB Live ရဲ့ခေါ်စီးကယူရို90နဲ့အသုံးတန်းပေါင်တန်း80နဲ့85 ်5သန်းပတ်ချလေးဝင်များရှိတယ်အာဆောသိတဲ့အခုလက်ရှိမှာမတုံးနိုင်လို့တော့မဟုတ်ဘူးမတုံးကျင်လို့မတုံးနေဆိုတဲ့ပုံစံမျိုးနဲ့တူဒါဈေးလျှောက်ဖို့အတွက်တောက်လျှောက်ကြိုးစားနေဖြစ်တယ်အဲ့တော့ကောလာဟာလာတွေကအာဆောသိတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးအပေါင်းလက္ခဏာဆောင်နေပြီးတော့အာဆောသိကို RB Leipzig ကိုကြိုက်မဲ့ဈေးတစ်ခုဂျားထဲမှာရောက်ဖို့အတွက်တီဂျာတော့နီနီရှိနေပြီဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်အဲ့ဒီဒီဈေးကိုကြားမိတာပေါ့နော်ဒီဈေးကိုလက်ရှိမှာနောက်ဆုံးရသတင်းတွေ update ရကြားမိတာကအာဆောသိတဲ့ဒီကစားသမားပေါင်တန်း60နဲ့65သန်းယူရို85 25နဲ့88ကြားထဲမှာအာစတုံသင်ရသွားနိုင်တယ်ဆိုတဲ့သတင်းထုတ်ပေါ်အဲ့တော့ပြောချင်တာ RB Leipzig နဲ့သူတို့လှုပ်ထားတဲ့63တန်းဆိုတဲ့ဈေးထက်ဆိုင်15တန်းလောက်ရှော့ပေးလိုက်တယ်ဆိုတဲ့သဘောမှရှိတယ်မရှော့ပေးလို့မရဘူးလေဗျာလက်ရှိမှာဟိုပြန်စစချင်းမှာ Sesco ကမကောင်းဘူးစောင်းဝမ်းကောင်းတယ် Potential လေးစောင်းဝမ်းမြင့်တယ်ဒါပေမဲ့63တန်းပေးရအောင်ဗျာ premium ဖြစ်တဲ့တိုက်စစ်မှုတယောက်တော့မဟုတ်ဘူးကျွန်တော်ပြောရသေးတယ်အဥပမာဆိုဟို အလက်ရှိမှာဒါပရီးမီးယားလိမှာကိုမလာအလက်ဇန္ဒာအီဆက်ကိုပေါင်သန်းတရာခွဲဆိုတော့ကျွန်တော်နားလေလို့ရတယ်နောက်ဆုံးဒါပြပွဲလေးပေါ့နားလေဘာလို့ဆိုတော့ဒါပရီးမီးယားလိမှာလဲဆော့မယ်အာဆနယ်ကလည်းပရီးမီးယားလိအသင်းသင်းဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်ပရီးမီးယားလိအသင်းသင်းနေတဲ့ဒီဈေးကိုဒီလိုမျိုးလိုချင်နေဆိုတာကတိတ်ပြီးတော့ငင်းစရာမို့ဒါဟာလုံးဝ100% sure ပဲဒါပေမဲ့ဆက်စကိုဒီစီလင်မြင့်နေဒါအာဆနယ်သင်းနဲ့လက်ရှိကစားသမားအပြောင်းရွှေ့တယ်မှာပြန်ကြည့်လိုက် Harvest တို့ Rice တို့ကိုပတ်စံသုံးတာနဲ့ဒါကျွန်တော်တချိန်က Nicholas Pepe ကိုပတ်စံသုံးတာနဲ့ကွာသွားပြီး အာစနယ်သင်းတဲ့ဒီနေရာမှာဒါပေါင်တန်းတရာဒက်ကလန်ရက်ကိုသုံးနေချင်းမှာဒက်ကလန်ရက်ကပရီးမီယာလီဂ်ပရူဗန်ဖြစ်လို့တန်းတရာဝုံငွေတိုင်းနဲ့သုံးတာဖြစ်တော့တို့တွေနဲ့တိတ်ပြီးရှော့မရှိဘူးဒီတိုင်းမှာ Harvest ကပဲဘယ်လောက်ကြီးတိုင်ပဲပဲဒါပရီးမီယာလီဂ်မှာ Harvest ကစားပွဲကြောင့် Harvest အနေနဲ့ at least အသင်းအတွက်တစ်ခုခုလုပ်ပြီးမှသူတို့ယုံကြည်အဲ့တော့ဒီနေရာမှာခုနကပြောသူပဲဟာ rice to barrel လို့ပုံစံမျိုးမဟုတ်ဘူးဆိုတော့ဘယ်ဟုတ်မလဲဟိုက Premier League Buffon နေလဲအဲ့တော့လက်ရှိမှာ Benjamin Sesko အတွက် Arsenal တင်းနဲ့ဈေးတောက်လျှောက်ရှော့ရုပ်တို့ကြိုးစားဆိုတကယ်ကို value ဖြစ်တဲ့အကြောင်းတစ်ခုပဲဒါဟာလုံးဝငြင်းစရာမအဲ့တော့ဒီနေရာမှာ Arsenal တင်းဒါ at least တကယ်ဒါခုနပြောသည်ပေါင်65 68တောင်ရရမယ်ဆိုတော့နည်းနည်းလေးဈေးကြီးတယ်ဒါပေမဲ့ပြောပြော Arsenal တင်း Arsenal ပြည်သက်တွေလူဂျင်နေခဲ့တဲ့ဒါကျွန်တော်ကာလရှည်ကြာ မရှိတဲ့ဒါတိုက်စစ်မှုဆစ်စစ်နေရောဒါမမရဥပါမြန်လာကစားနောက်ပိုင်းမှာတိုက်စစ်မှုဆစ်စစ်မရှိတဲ့နောက်ပိုင်းမှာဒါကျွန်တော်တိုက်စစ်မှုဆစ်စစ်ကိုဒါရရမှာဖြစ်တယ်အဲ့တော့ NGD ကတော့မိထားလိုက်ပေါ့ဗျာအဲ့တော့ Arsenal တင်းတိုက်စစ်မှုရမယ်ဆိုတကယ်တမ်းပြောမတန်တယ်ဒီနှစ်မှာဒါ Arsenal တင်းနဲ့ဒီအပြောင်းရွှေ့တစ်ခုနေနေတဲ့ကိုတော်တော်လေးကိုဒါအဆင်ပြေသွားတယ်လို့ပြောပါတော့တောင်းပန်ပါဗျာခပြပြကြီးတဲ့ Eden Wanderer ပြန်လာပြီဒါကျွန်တော်တို့ Saka တို့ရှိမယ် Martinelli တို့ရှိအဲ့တော့ Arsenal တင်းနဲ့တကယ်ကိုတောင်းပန်ကောင်းကောင်းရှိမယ်အခုလက်ရှိမှာအဆုံးသက်သာတည်ကြမယ်တိုက်စစ်မှုတိောက် Arsenal တင်းရခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ အဲ limitation တွေရဲ့ boundary ကြားတဲ့သူလို့ပြောအဲ့တော့ arsenal အသင်းနေအမြဲတမ်းဝင်နေဖြစ်တယ်ငါတို့မှာတိုက်စစ်မှုစစ်စစ်ရှင်ဒီတက်ပူကောင်းနိုင်မလားဆိုတော့အတွေးတွေကိုလက်ရှိမှာအကောင့်ထွဲပေါ်ပြဖို့အတွက်ဒီနှစ်ညရာဒီအပြောင်းရွှေ့ကအများကြီး arsenal အသင်းပေါ် impact ဖြစ်မယ်လို့မြင်တယ်တကယ်လဲအဲ့ဒါကလှုပ်ဖို့အများကြီးအများကြီးလိုအပ်တယ်ဒါကျွန်တော်တိုက်စစ်မှုခေါ်ယူမှုမြင်တယ်အဲ့တော့ဒီတိုက်စစ်မှုခေါ်ယူမှုတွေလည်းကျွန်တော်ထင်တာကတော့ဒါ arsenal အသင်းနေသူတို့အနေနဲ့ ဒီပထမဦးဆုံးဒါကျွန်တော်ကလပ်ဘောကတ်အတွက်ဖွင့်နေအပြောင်းရွှေ့မှာတော့ခေါ်ဖို့အတွက်မီလာမမီလာမတိကြဘူးဒါပေမဲ့ဒုတိယအမြောက်ပြန်ဖွင့်တဲ့အပြောင်းရွှေ့မှာတော့အာဆနိုသင်းနဲ့စောစောဆစီပြန်ခေါ်သွားပြီးတော့အာဆနိုသင်းနဲ့လက်ရှိမှာသူတို့ဒါကျွန်တော်တို့ရာသီကြိုခြေစမ်းပွဲစဉ်ဒီမကစားဂိမ်းမှာဒီကစားသမားတွေကိုအမြန်ဆုံးပြန်ခေါ်သွားဖို့အတွက်သူတို့အနေနဲ့ပလန်လုပ်ထားတယ်လို့သိရတယ်မှာပါတယ်အဲ့တော့အာဆနိုသင်းနဲ့ခုလက်ရှိမှာဇူမီမန်ဒီကိစ္စလည်းဟိုလိုလိုဒီလိုလိုဖြစ်နေတယ်ခေါ်လာဟာလာဟိုနေတာဒါမနစ်ညကလည်း defense central ရေးပုံရဆိုဇူမီမန်ဒီကလက်ရှိမှာအာဆနယ်ကိုပြစ်ပယ်ပြီးတော့ရီယယ်မက်ဒရစ်ကိုယူရတယ်ဆိုတော့ခေါ်လာဟာလာ တွေထွက်နေအဲ့တော့ပြောနေတာကဗျာအမှန်တိုင်းခင်ဗျားတို့အမှန်တိုင်းပြောမယ်လက်ရှိမှာအသိပြောင်းဖို့ကိုဒါကိုယ့်အသိကိုလာဖို့အင်းညောင်းအင်းညောင်းလုံနေတဲ့ကစားသမားတယောက်ကိုကျွန်တော်တို့အမှန်တိုင်းပြောတိတ်ပြီးသဘောမချဘူးအခုလက်ရှိမှာဗျာကြည့်လိုက်ခင်ဗျာကိုယ့်အသိကိုလာဖို့အတွက်ကိုက try ဆို try ဖို့အတွက်အခုလက်ရှိမှာဗျာ as as လို့သိနေတယ်သူများအသိထက်ဆိုင်အခုလက်ရှိမှာသူတို့ကအရင်ဆုံး hewi ကိုအရင်ဆုံးဖြစ်ခဲ့တာဒီနှစ်နွေရာသီမှာ hewi ကိုပထမဆုံးဖြစ်တဲ့အသိက Arsenal အသိဒါပေမဲ့အဲ့ဒီကစားသမားကိုမခေါ်တဲ့အဲ့ဒီကစားသမားအခုချိန်ထိဒါသူ medical မလုပ်ရသေးပါဘူးဘာလို့လို့အဲ့တော့ အသင်းကိုတော့မှတည်တည်ရှိရှိ respect တိချာမပေးတဲ့ကစားသမားကျွန်တော်တို့မနိုင်ဘူး Arsenal ပိတ်သက်တယ်လူချင်လားမလို့ကျွန်တော်အဲ့လိုမကစားသမားတိတ်ပြီးဖီးမလာဘူး။ဘာလို့လဲသူတို့နေဒီလူကစားသမားအများစုကကြီးစားတယ်များခုနကပေါ့အသင်းကိုဒါပတ်စံပေးလို့လာစော်တယ်။ဘာညာအဲ့တော့ကျွန်တော်ခုလက်ရှိမှာဖမ်းပြရတော့က Arsenal ပိတ်သက်တယ်ကိုရန်ကလည်း Thomas Partey ကစာရုံးတက်တန်းတိုးလိုက်ကွာဒီကောင်ကမခွန်နေလို့ဆိုရဲကစားသမားဟိုပိတ်သက်တယ်ပို့ပူပြီးများအဲ့တော့ Zubimendi ကိုရန်လက်ရှိမှာကျွန်တော်ထင်တာပေါ့နော်သူကိုရန်လည်း Real Madrid စိတ်ဝင်စားတာခံရတယ်ကြောသူကိုရန်ပျော်နေပုံရတယ်။အဲ့တော့ Real Madrid ကတကယ်ခွန်မလားမခွန်မလားဘူးမှသိတာမဟုတ်ဘူး။ Arsenal ကတကယ်ခွန်မှာစာရုံးဖြတ်သွင်းကြီးတန်း60ပေးလို့ Euro တန်း60ပေးပြီးတကယ် ဲခေါ်မှာရီယယ်မက်ဒရစ်ကစိတ်ဝင်စားတဲ့အဆင့်ရှိတယ်ကစားသမားကိုလည်းစိတ်အဲ့တော့ကစားသမားကစိတ်ဝင်စားတဲ့အဆင့်မှာနေဒါကျွန်တော်တို့ရီယယ်မက်ဒရစ်ကစိတ်ဝင်စားတယ်ဆိုတဲ့ဥစ္စာကိုပျော်ပါနေတယ်ကတော့ကျွန်တော်တို့တိတ်တော့သဘောကျနေထားမှာမရှိဒီကိုတော့ဘလို့မြင်လဲတော့မသိဘူးနော်ပုံမှန်လေးလေးပြောပြအဲ့တော့အာစနိုသင်းနဲ့ဒါကိုကျွန်တော်ဘလို့မြင်တာ turnover လောက်တော့မှာဒါမှမဟုတ်အာစနိုသင်းနဲ့ဇူဗီမန်ဒီကိုပဲဘလို့မြင်တော့အဲ့တော့အာစနိုသင်းက ဖာဘီဂျီရိုမာနိုကိုနိုင် here we go ထားတဲ့ကစားသမားတစ်ယောက်ကမရဖို့အတွက်များသွားမလားဒါတွေတစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါဒါပေမဲ့လက်ရှိမှာအာဆိုအသင်းကိုတော့လုံးဝတိတိချာချာလုံးဝ100%ဖြစ်တဲ့သတင်းတစ်ခုကတော့အာစတန်အသင်းရဲ့ခံစစ်ကစားသမားဖြစ်တဲ့ ဒါကျွန်တော်တို့ Gabriel ကတော့စာချုပ်သွေးချုပ်ဆူလိုက်ပြီလို့သိရတယ်မှာပါတယ် Gabriel ကတော့ဒီနှစ်နွေရာသီမှာဒါ Sorry Club တွေကတရားဝင်ခေါ်ယူဖို့တဲ့စိတ်ဝင်စားနေခဲ့ပြီးတော့လက်ရှိမှာ Cristiano Ronaldo သိဖြစ်တဲ့ Al Nassr အခုလက်ရှိမှာနီးပြအသေးရောက်လာခဲ့တဲ့ Al Hilal ဒီလိုအသင်းတွေကနေတဆင့်ဒါကျွန်တော် Gabriel ကိုဒီနှစ်နွေရာသီအစောပိုင်းကစိတ်ဝင်စားခဲ့တယ်ဖြစ်တယ် Kola Hala တွေက Gabriel ကိုလည်းဒါဒီလိုအသင်းမျိုးကတစ်ချက်တရားဝင်ဆက်သွေးထားခဲ့တယ်ဆိုပေမဲ့ Arsenal သင်းကတော့အခုလက်ရှိမှာ Gabriel ကိုစာချုပ်သွေးချုပ်ဆူနိုင်ခဲ့ဖြစ်တယ်စာချုပ်သွေးကလက်ရှိမှာသိရတော့ကဒါ၄နှစ်စာချုပ်ဖြစ်တယ်ဒါကျွန်တော်2020 सत्तरी रचन အတရားဝင်ချုပ်ဆိုလိုက်ပြီလို့သိရတယ်မှာဒီတက်မှာစာရုပ်ဖြတ်သိမ်းကြီးလည်းမပါပါဘူးအာဆနိုသင်းတဲ့ဒီကစားသမားကိုလည်းရှိမှာတော့ဒါကျွန်တော်တို့လုခလာစာအများဆုံးတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီလို့ကောလာဟာလာတပတ်လုခလာစာဒါ2သိန်း8000နဲ့3သိန်းကြားဒါကျွန်တော် GBA ရမယ်လို့လည်းသတင်းတွေရသိရတယ်မှာပါတယ်ဒီနေ့မှာဒါအာဆနိုသင်းတဲ့ဒါကျွန်တော်တို့သူတို့ရဲ့ခံစစ် pairing ကိုဥရောပမှာဈေးကြီးဆုံး pairing အနေနဲ့သတ်မှတ်ပေးဖို့တော့အာဆနိုသင်းကကြိုးစားခဲ့လို့သိရအန်ဒရီယာဘာတာကတော့သူ့ရဲ့ပထမဆုံးအလုပ်ကတော့ပြီးဆုံးသွားခဲ့ပြီလို့ပြောလို့ရတယ်အဲ့တော့နောက်ထပ်ဒါအရေးကြီးဆုံးခံစစ်ကစားသမားနောက်တစ်ယောက်ကစာလီပါ Real Madrid ကိုယ်တိုင်မျက်စိကြာနေတဲ့ စားသမားအာဆနောသစ်စာချုပ်သစ်ချုပ်ဆိုဖို့လိုရမယ်ဂေဗရီယယ်ကိုလည်းရှိမှပေးထားတဲ့ဒါကျွန်တော်နှုံတိုင်းတို့တွေပေးပြီးတော့စာချုပ်သစ်ချုပ်ဆိုဖို့ကြိုးစားနေတယ်ဆိုတဲ့ပုံစံမျိုးပဲသတင်းတွေထွက်ပေါ်လာခဲ့တယ်ကောလာဟာလာရီယာဆာလီဘာကလည်းရှိမှစာချုပ်သစ်ကိုတစ်ချက်တော့ကြည်နေပြီးတော့သူတို့အနေနဲ့ရီယယ်မတွက်ကလည်းတစ်ချက်တော့စောင့်ကြည့်နေလို့သိရတယ်မှာပါတယ်အဲ့တော့အာဆနောကတော့ရှင်းပါတယ်ဆာလီဘာရဲ့အပြောင်းအရွှေ့မှာတို့အနေနဲ့အလွတ်နဲ့ဘယ်နည်းနဲ့မှတို့လက်ခံမှုအနေထားမှာမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့စာချုပ်သစ်ကိုချုပ်ဆိုဖို့တို့အဓိကကြိုးစားသွားမယ်လို့ပဲကျွန်တော်အနေနဲ့100%မြင်မိပါတယ်ဒါတော့ပါပဲ ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouthSport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုရင်ပေါင်းအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။အောက်က comment တွေမှာလည်း YouthSport Media 3.0 YouthSport Media 3.0နဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျိုးစောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရအောင်ရ။မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါတယ်။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာပဲအေးစစ်စစ်တူကြရပါဘော။ ားလုံးမကြိုတူမိုင်းမိုင်းကလစ်ဖို့မမေ့ကြပါနဲ့မြန်မြန်ကလစ်မှာမမြန်နိုင်ဖြစ်ပါတယ်တေးပါပါ